မင်္ဂလာပါရှင်အိမ်မက်ဂရုကကျူဆိုလိုက်ပါတယ်မင်္ဂလာ30ရင်းနေတောက်ကြနေမှာလုံနိုင်သားလေးတချို့ကိုပြောပြပေးချင်ပါတယ်အဲ့ဒီနေမှာအထူးသဖြင့်တော့ဆက်သွင်းတဲ့ပကတိကိစ္စတွေကိုလောက်ဆောင်မယ်ဆိုရင်သင်အတွက်အကျိုးမြတ်များစွာရရှိမှာဖြစ်ပါတယ်အဲ့ဒီနေကနေမင်းနဲ့ဗုဒ္ဓဟူးဂျိုတို့ရဲ့ကောင်းမွန်တဲ့ဆက်သွယ်တဲ့အနေအထားကြောင့်သင်အတွက်အကျိုးရှိတာလေးတွေလုံနိုင်တာလေးတွေကို ုပြပေးလိုက်ပါတယ်။ခရီးသူများကိုသွားချင်းဖြင့်အကျိုးမြတ်များစွာရပါလိမ့်မယ်။လူမှုဆက်ဆံရေးကိစ္စများဥပမာ ဖြည့်ရှင်းလို့မရတဲ့ပြဿနာတွေတောင်းဆိုဖို့လိုအပ်နေတာတွေအဲ့ဒါတွေကိုစောင့်ရွက်ကြည့်ပါ။အဆင်ပြေအောင်မြင်ပါလိမ့်မယ်။အယောင်းွယ်ကိစ္စများလည်းပြုလုပ်သင့်တဲ့နေ့ပါ။ရောင်းမထွက်တဲ့ပစ္စည်းတွေကိုရောင်းကြည့်ပါ။ကာလရှိကြသင်ဝဲဖို့ကြိုးစားနေတဲ့ ဝေလူမရတဲ့ပစ္စည်းများရှိခဲ့ရင်လည်းအဲ့ဒီနေ့မှာရှာဖွေစူးစမ်းကြည့်ပါအစဉ်ပြေအောင်မြင်ပါလိမ့်မယ်မိတ်ဆွေတင်များဆက်သွယ်တင်များကိုလည်းရှာဖွေနိုင်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်အဲ့ဒါကလည်း social network လို့ခေါ်တဲ့ social ကွင်းရများကနေတဆင့်ရှားဖွေကြည့်ပါ မိတ်ဆွေတင်များအဆက်အသွယ်ကောင်းများကို ရရှိပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ရှင်